ီးပြည်ရဲ့နှုတ်မှတ်ချက်တဲ့စီစဉ်ကနေကြိုးတူလိုက်ပါတယ်။ဒီစီစဉ်ကတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေရမှပြည်သူတွေအတွက်နှုတ်မှတ်ချက်ချင်းဖြစ်စီမဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပါ။ကျွန်မကတော့စီစဉ်သက်သက်သူအင်းမြတ်ဘူးခဲ့ပါရှင်။အထမဆုံးတက်ဆပ်ပေးမဲ့သတင်းကတော့မလေးရှားနိုင်ငံဂျိုဟိုးပြည်နယ်စင်ကိုင်းမြို့မှာအော်ပရာစီဝင်ရောက်ဖမ်းဆီးခဲ့ရာကြောင့်ကလင်းငယ်တဲဦးအပါအဝင်မြန်မာနိုင်ငံသား52ဦးအဖမ်းခံရတဲ့သတင်းဖြစ်ပါတယ်။ လေရှားနိုင်ငံယူဟိုင်းပြည်နယ်စီနိုင်မြို့မှာနိုဝင်ဘာလ26ရက်နေ့ကအော်ပရာဝင်ရောက်စီးနင်းခဲ့လို့လင်းငယ်တူပါဝင်မြန်မာ50ယောက်ဖမ်းခံရတယ်လို့သိရပါတယ်။တက်ဆိုင်ရာအာဏာပိုင်တွေကရဝင်းဒီတိုင်းခွင့်အထောက်အထားမပြည့်စုံသူ84ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ရမှာမြန်မာနိုင်ငံသား52ဦးပါဝင်နေတာပါ။ဖမ်းဆီးခံရတဲ့သူတွေကတော့မြန်မာမျိုးသား32ဦး၊မြန်မာမျိုးသမီး18ဦး၊မြန်မာကြားကလေး2ဦး၊ဘင်္ဂလားဒေ့ရှ်4ဦး၊အင်ဒိုနီးရှားမျိုးသား6ဦး၊အင်ဒိုနီးရှားမျိုးသမီး2ဦး အင်ဒိုနီးရှားမှကလေးတဦးလို့ဖြစ်တယ်လို့မြန်မာတိုင်ဝမ်နဲ့နေဆက်သူတူကတော့ပြောဆိုထားပါဗျ။2025ခုနှစ်အတွင်းမလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်သူတွေကိုဖမ်းဆီးအရေးယူမှုတွေဇက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေအနေနဲ့ဆက်လာသိမ်းပြီးတဲ့နောက်ပိုင်းပြည်ပနိုင်ငံကိုလောက်ကန်လုပ်ဖို့အတွက်ညှားလာတဲ့ဖြန်မှာတရားမဝင်ထွက်ခွာမှုတွေပုံပုံမြင့်တက်လာတာလည်းဖြစ်ပါတယ်။ဒုတိယအကြိမ်ဆက်ပေးမယ့်သတင်းကတော့ ဒုတိယတစ်ဆင့်မှတ်မှတ်သတင်းကတော့2025ခုနှစ်ကိုလချော်ကာလအတွင်းမြန်မာနိုင်ငံကနေတရုတ်နိုင်ငံကိုမြေရှားတင်ပို့မှုအမေရိကန်ဒေါ်လာတန်း600ကျော်ရှိခဲ့ရလို့ ISB ကထုတ်ပြန်ထားပါတယ်။တရုတ်နိုင်ငံကိုမြေရှားတင်သွင်းတဲ့ထိတ်တန့်စင်2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလကိုလတာကာလအတွင်းမြန်မာနိုင်ငံကတရုတ်နိုင်ငံကိုမြေရှားတင်ပို့မှုတန်ဖိုးအမေရိကန်ဒေါ်လာ824တန်တန်ချိန်2300ကျော်ရှိခဲ့ပြီး ရင်းနှစ်တည်းတဲ့ဒေါ်လာတန်တရာတန်ချိန်တောင်းကျော်ရောက်ကြခဲ့တယ်လို့ Institute for Strategy and Policy မြန်မာကနိုဝင်ဘာလ26ရက်နေ့ကထုတ်ပြန်ထားပါတယ်ခုလိုတင်ပို့မှုတွေကိုတချင်လွတ်လပ်ရေးတက်မတော် KIA ဝါပီသွေးစင်းညီတက်မတော် UWSA မြူတာဒီမိုကရက်တစ်မဟာမိတ်တက်မတော် NNDA နဲ့ရုပ်ကုမ္ပဏီတွေကလှုပ်ဆောင်နေကြတာဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာပါရှိပါတယ်ငါကဆိုရင် Agency IEA ရဲ့စီးရင်တွေရကမ္ဘာမြေရှားတူဖော်မှုမှာမြန်မာနိုင်ငံကအဓိကပါဝင်သူဖြစ်ဆက်ရှိနေပါတယ်2024ခုနှစ်ကမ္ဘာမြေရှားထုတ်လွှင့်မှုမှာ ရုပ်နိုင်ငံက61ရာခိုင်နှုန်းရှိပြီးတော့မြန်မာနိုင်ငံက16ရာခိုင်နှုန်းနဲ့ဒုတိယနေရာမှာရှိနေပါတယ်။2025ခုနှစ်6လတာတွင်မြန်မာဘက်ကနေပြုတ်ကိုမြေရှားတင်ပို့မှုရောကျခဲ့ပေမဲ့ဒီငင်စိတ်ချရတဲ့မြေရှားထောက်ပံ့ရေးကွင်းဆက်ကိုတရုတ်နိုင်ငံကရှာဖွေနေလို့မြန်မာနိုင်ငံမြေရှားတိပေါ်မှုပုံများနိုင်နေတယ်လို့လည်း SP မြန်မာကတော့ခန့်မှန်းထားပါတယ်။လက်ရှိမှာလည်းကချင်ပြည်နယ်သမကရမ်းပြည်နယ်ရှေ့ပိုင်းဒီမှာမှာတူးပေါ်မှုတွေတွေ့ချက်လာကြပြီးတော့ UWSA ထိန်းချုပ်ဒေတာမိုင်းယုံမိုင်းပေါင်းနဲ့ NDA ထိန်းချုပ်ဒေတာမိုင်းယုံမြို့နယ်တွေမှာ အခုနှစ်စံပိုင်းမှာမြေရှားလုတ်ကွက်20ချက်မှနဲတိုးလာတယ်လို့လည်းစူရင်ခန်းစာမှာဖော်ပြထားပါတယ်ခင်ဗျာနောက်ထပ်တစ်ချက်ပြမတဲ့သတင်းကတော့ China နိုင်ငံတောင်ပိုင်းမှာအဆွေဆုံးရည်ကြီးမှုနဲ့ကြုံတွေ့နေရလို့လူပေါင်း20ကျော်သေဆုံးခဲ့ရပြီးလူပေါင်း300ကျော်ရေပင်းတင်နေရမြန်မာလုံသားတွေလည်းပါဝင်နေရလို့သိရပါတယ် ိုင်းနိုင်ငံတောင်ပိုင်းကခရိုင်ကိုကုမှာအဆိုးအဝါဆုံးရေကြီးမှုနဲ့ကြုံတွေ့နေရလို့လူပေါင်း20နီးပါးတည်ဆုံခဲ့ရပြီးလူပေါင်း33000နီးပါးရေဘေးသင့်တဲ့အထက်မှာမြန်မာရွှေပြောင်းလူသားတွေလည်းပါဝင်နေပါတယ်ပါပြောကြအားရရမျိုးကူတော့မှကြောက်လို့နော်ရေတောင်ဝင်မျိုးကောမှကြောက်လို့နော်လောလောလောဆဲုံတော့ဘလောက်ပါမောင်းပြေဘူးဆဲုံတော့ဘလောက်ဆဲုံတော့ဘလောက်အိမ်မှာမျိုးပြေတော့မှကြောက်လို့နော်ဆဲုံတော့ဘလောက် ီကဒါအိုးထိုးတဲ့နေတာဘောလုံးအစက်နေနေတာကြတော့ဆက်နေတာတော့လာပါမယ်လေတကယ်ရဲ့ဒီဒါကြီးကိုမြုပ်လာပြီဆိုခိုင်လို့မစောင့်နေရတဲ့တော့ဘာဖြစ်လို့လဲဟိုင်မြုပ်လို့မြုပ်ပြီးတော့မှစောင့်လို့ပြေးတာတော့ခိုင်မြုပ်မှအဲ့လိုပဲသူတို့ကအာနင်းနေနင်းနေဆိုတော့ဒိုင်စောင့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 ်နေရေတက်လာတဲ့ညာတွေ့မြင်မဲ့အပေါ့မရှိတော့ဘူးအဲ့ကြောင့်အဖော်ပေါ်တက်နေကြတာလားအဲ့လိုပြေးတော့တာမလို့ကိုကမစောင့်နေနဲ့အဲ့လိုပြေးမှစောင့်လို့ဒီနေ့ပါဆိုတရားကိုကျိုးလာပြီးတော့တွဲတယ်တွဲပြီးတော့တက်ရုံတော့ ဆက်ရုံသွေးပြင်းဒီဖက်ရှင်မသွေးပြင်းရတဲ့တော့ဒီဖက်ရှင်သွေးပြင်းဒီရေကြီးမှုဟာနှစ်ပေါင်း900အတွင်းဆန်ကျင်တင်ရေကြီးမှုဖြစ်သလိုရေဟာရှစ်ပေကျော်တိရှိနေပြီးလူနေအဆောက်အုံတွေဈေးနဲ့အစိုးရရုံးတွေပါအလုံးရေနှင်းမြုပ်ခဲ့တယ်လို့ထိုင်းမီဒီယာတွေမှာဖော်ပြပါဗျ။ရေကြီးမှုတံကိုဟိုင်ရန်မြို့ကအဆိုးအဝါဆုံးခံစားနေရပြီး ဒီမျိုးရဲ့ဆက်မှုဆောင်ကဆက်ယုံတွေမှာမြန်မာရွှေပြောင်းလုပ်သားအများအများလှုပ်လှုပ်ကြိုင်နေကြတာလည်းဖြစ်ပါတယ်ဒီပိုက်ဖြစ်ပေါ်နေတဲ့မုံတိုင်းတွေရဲ့နောက်ဆက်တွဲအဖြစ်ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတွေမှာရည်ကြီးရချမ်းမှုတွေဆက်တိုက်ဖြစ်ပေါ်နေတာပါ ဒင်ကတော့ DGP ရဲ့ကာကွယ်အောက်က နိုင်ငံတကာရဲ့စပွဲမှုနဲ့ online ဝင်နေလမ်းမှုတွေကိုနှိမ့်နေနိုင်ဖို့နိုင်ငံတကာကို KNU ကအကူအညီတောင်းခဲ့တဲ့သတင်းဖြစ်ပါတယ်။ကင်မျိုးသားစရုပ် KNU ဝင်စီးမိထားတဲ့ DGB အကာအကွယ်အောက်မှာလည်းပတ်နေတဲ့ flu မင်းလက်ပံဒေတာကနိုင်ငံတကာရာဇဝတ်မှုနဲ့ online ငွေလည်မှုကြားဖြတ်လုပ်ငန်းတွေကို ။စာနေနေအတွက်နိုင်ငံတကာကနေအလေးအနက်နဲ့မြန်မာဆန်ဆန်ပူးပေါင်းပါဝင်ပြီးဖို့ခင်းယူကနိုဝင်ဘာလ25ရက်နေ့ကထုတ်ပြန်တောင်းဆိုထားပါရယ်။စာမျက်နှာလေးမျက်နှာပါအဲ့ဒီထုတ်ပြန်ခြင်းနဲ့အတူ DGB ထိ ंछ ုပ်ထားရစကန်တွင်းကကြားဖြန့်လုပ်ငန်းဆိုင်ရာတက်တိမှတ်တမ်းဓာတ်ပုံ16ပုံကိုလည်းဖော်ပြထားတာကိုတွေ့ရှိရပါရယ်။ဖြစ်စဉ်ကတော့မြောက်ရီတောင်ဘက်ဖလူးမင်းလက်ပံဒေသမှာခင်းယူက DGB ကိုတိုက်ခတ်ရင်ရှင်းလင်းရမှာ DGB အနည်းဆုံး230လက်နဲ့ချပြီးတော့ online ငွေလုပ်ငန်းကြားပြန့်လှုပ်ဆောင်နေတဲ့ခြံဝင်းတစ်ခုကိုတွေ့ရှိခဲ့ကြောင်းနဲ့ခြံဝင်းတွေမှာပြင်မိနေတယ် ထိုင်းနိုင်ငံသားတွေအပေါင်းဝင်လူနှစ်ထောင်ခန့်ရှိမဲ့နိုင်ငံသားတွေကိုတွေ့ရှိခဲ့ရတယ်လို့လည်းဆိုပါရတယ်။အဲ့ဒီပိတ်မိနေတဲ့လူတွေနဲ့ခြံလူမြေပြင်ဖွဲ့လို့အတွက်အသက်အန္တရာယ်ဆွေးနွေးမှုတွေတိုးပွားလာနေတဲ့အတွက်နိုင်ငံတကာကနေမြန်မြန်ဆန်ဆန်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ KNU ကအလေးနဲ့တိုက်တွန်းတောင်းဆိုရဖြစ်ကြောင်းဖော်ပြထားပါရ။အမေရိကန်စိုးရကမြန်မာနိုင်ငံက DKBA ခေါင်းဆောင်လေးဦးကိုကြားဖြတ်နေပတ်သက်ပြီးနိုဝင်ဘာလ12ရက်နေ့ကနိုင်ငံပိတ်ဆို့မှုချမှတ်ခဲ့တယ်လို့ DKBA ဒေသအပါအဝင်လာအိုကမ်ဘောဒီးယားနိုင်ငံတို့ကလက်ပြန်နေကိုနေနေမှု Scan Center Strike Force ။လက်ပြန်တက်ဖြည့်အဖွဲ့ကိုလည်းဖွဲ့စည်းထားပါရခင်ဗျာ။အခုတင်ဆက်ပြီးခဲ့တဲ့သတင်းတွေကတော့ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာဖြစ်ပွားခဲ့တဲ့မှတ်တင်တဲ့သတင်းတွေပဲဖြစ်ပါတယ်။နောက်တစ်ပတ်ညီမဆွေတို့ချင်းတင်းတင်းမညီညာရှင်းလာတဲ့အချိန်မှာ BEV ရဲ့ YouTube, Facebook, Telegram နဲ့တော်တော် channel တွေမှာအသက်တင်ဆက်ပြီးမှဖြစ်လို့ဆက်လို့ YouTube ကိုဖိတ်ခေါ်လိုက်ပါရရှင်။ကျွန်မကတော့အင်ညာမှုဖြစ်ပါ။